ဟုတ်ကဲ့မင်္ဂလာပါရှင်ဟုတ်ကဲ့ရှင်ညီမလေးရဲ့နာမည်ကတော့အဲဆက်ဆက်အမှုပညာလောကအစဝင်လာတဲ့ချိန်ကမေရီဆိုပြီးတော့အဲဝင်လာတာပေါ့နော်ဒါပေမဲ့အခုရှေ့ဆက်ပြီးတော့လောက်သွားလို့ရှိရင်ညီမလေးရဲ့နာမည်ကိုညီမလေးရဲ့ဟိုမွေးစားအမေဖြစ်တဲ့ညီမလေးရဲ့အဲရုပ်ရှင်တရုပ်ဆောင်အကယ်ဒမီ အမေခင်စိုးပိုင်ကတမီးကိုနာမည်ပေးထားတယ်ဟိုအမေတပြေဆိုပြီးတော့တမီးကိုနာမည်ပေးထားတယ်ရှေ့ဆက်ပြီးတော့တမီးအနုပညာလောက်သွားလို့ရှိရင်မေတပြေဆိုတဲ့နာမည်နဲ့ရှေ့ဆက်ပြီးတော့လောက်သွားဖို့အစီအစဉ်ရှိပါတယ်ရှေ့ညီမလေးရဲ့အသက်ကတော့ဟို1993ပေါ့နော်93မှာဖွားပါတယ်ရှင့်ဒါမဲ့မတ်ပုံတင်ထဲမှာတော့အသက်ပိုကြီးထားတာတော့ရှိတယ်ပေါ့နော်ညီမလေးရဲ့ဇာတိကအဲမြစ်ကျနာမှာရှေ့မြစ်ကျနာမှာ ်နေတယ်ဒါမဲ့လည်းဟိုဟာရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမြို့နယ်မှာလည်းနေတာပေါ့နော်မွေးဖွားတာဟိုဟာမြေကျနာဘက်မှာဒါမဲ့နေတာကဟိုဟာရှမ်းပြည်နယ်မြောက်ပိုင်းမှာပေါ့နော်အဲအနုပညာလှူရှားမှုဆိုတော့ဒီမလေးရတီအနုပညာဟိုအဲဘယ်လိုပြောမလဲအဲဆဆာတော့နော် line ပေါ်ကနေဒီလိုအနုပညာအဲတရုတ်ဆောင်ဝါသနာပါတဲ့လူကိုခေါ်ပါတယ်ဆိုပြီးတော့ဒီမလေး2000 2021ဟိုဟာ ဆယ်လပိုင်းလောက်ကစပါเนาะဆယ်လပိုင်းလောက်ကစပြီးတော့ညီမလေးစိုးစံ event production ဆိုတော့အဲတင်တန်းမှာပေါ့เนาะအဲ့ဒီတင်တန်းမှာအဲညီမလေးအဲတရုတ်ဆောင်တင်တန်းတွေ့တဲ့လေညီမလေးကိုတရုတ်ဆောင်ညီမလေးကိုတရုတ်ဆောင်တင်တန်းတင်ပေးတာကတော့ညီမလေးအခုလက်ရှိညီမလေးရဲ့အဲအမေပေါ့နော်ညီမလေးရဲ့မွေးစားအမေအဲရုပ်ရှင်တရုပ်စာအကယ်ဒမီအဲ အမေခင်စိုးပိုင်ကညီမလေးတို့ကိုအဲတင်နန်းလာပို့ချတာဖြစ်ပါတယ်ရှင်အနုပညာလှူရှာမှုအနေနဲ့ကတော့အမေတော်လေရပါပြီးတော့ရိုက်တာတော့ရှိရပေါ့နော်ဘဏ္ဍကားလောက်ရှိဆိုအများကြီးတော့မရှိသေးပါဘူးအဲပြီးတင်နန်းဆင်းထားတာလည်းမကြသေးဘူးလေတင်နန်းဆင်းထားပြီးတော့အမေနဲ့တောက်လျှောက်လိုက်တယ်ဒါအမေနဲ့လိုက်ပြီးတော့အမေကအဲသမီးလိုက်ကြည့်ပေါ့နော်အမေဘယ်လိုလုပ်လဲလိုက်ကြည့်အမေကိုလိုက်ကြည့်တယ်ပြီးရင်အမေတော်လေရပါတယ်ဒါမဲ့ အဲတမီးမပါပင်မဲ့လဲညီမလေးမပါပင်နဲ့လဲအမေကပညာလိုက်ယူတမီးဆိုမှအမေသွားလေရတမီးလိုက်ဟောဟုတ်ကဲ့ရှင့်ညီမလေးကတော့ဟိုဟာနောင်တမြက်ရေပထမတည်တန်းစင်းမစင်းခင်ပေါ့နော်မစင်းခင်ရကြတော့ညီမလေးအဲကုမ္ပဏီတစ်ခုတော့ရှိရဲ့အဲညီမလေးရောရဲ့တင်နန်းတက်နေတဲ့ချိန်မှာသူတို့ကအဲနည်းနည်းဟိုဘယ်လိုပြောမလဲအဲတင်နန်းမစင်းခင်စင်းတော့မဲ့အချိန်ပေါ့နော်အဲအဲဖြက်လျှောက်လာဒီတိုင်းကောလိပ်ကျောင်းသူအနေနဲ့ပေါ့နော် ကောလိပ်ကျောင်းသူအနေနဲ့တက်ပြီးတော့အဲ့လိုအဲအဲ့ဒီကုမ္ပဏီမှာတွားရိုက်ဖူးတယ်ပြီးလို့ရှိရင်အဲ့ဒီကုမ္ပဏီမှာအဲ့လိုမျိုးခဏတပြုတ်တွားရိုက်တယ်အဲ့ဒါပထမခြေလမ်းပေါ့နော်အာပြီးရင်နောင်တမြက်ရည်ဆိုတဲ့ဇာတ်ကားလေးရိုက်ခဲ့ပါတယ်ပြီးလို့ရှိရင်ဟိုအမိုက်စားဆိုတာနေပြီးတော့မှ အမိုက်စားနဲ့နောက်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 တခုညီမလေးမိနေတယ်ပြီးလို့ရှိရင်ဟိုလဲကူဖက်လာညီမလေးက ရန်ကုန်မြို့လည်းရောက်လာမကြသေးဘူးဆိုတော့တိတ်မမမြင်အဲ့ဖက်မှာလည်းအဲဟိုဟာအမေပိုင်ရဲ့တမီးအနေနဲ့ပေါ့နော်ဟိုဟာအာတားနှစ်ယောက်တမီးကတယောက်ထဲအဲ့လိုမျိုးအဲဇက်ကတွဲရိုက်ခဲ့တာပေါ့နော်ပြီးလို့ရှိရင်ကိုရိုက်ခဲ့တဲ့ကားမှာကုမေးနေဒီထက်တော့များလို့ရှိရင်တော့ဘယ်လိုလုပ်မှာမသိဘူး။ကောင်းစီတရားမေ့နေ။အများကြီးမဟုတ်သေးပါဘူး။ဒါမှရှေ့ဆက်ပြီးတော့အနုပညာပိုးအရန်ပါငငယ်ကတည်းကအရန်အနုပညာလုပ်ချင်တာဆိုတော့လေပြီးလို့ရှိရင်အဲ အဲဇာအမေရက်ကူးရည်နားထားတဲ့အချိန်မှာလေဆိုလို့ရှိရင်ညီမလေးကဟိုတချင်းလဲတွင်းထားတယ်ဗောနော် တဲ့အဆူလည်းအရန်ဟွာတနာပါဆိုလက်ရှိက MTV တော့မရိုက်သေးဘူးအဲ့ဒီတချင်းကိုသုံးဖို့ကိုတော့ဒီမှာလေး CD twin ထားတာတော့ရှိရပါတော့အဲအဲတချင်းရေးပေးတဲ့ဆရာကလည်းသူသူသူ့ဘက်ကလည်းအခုသူမအားသေးလို့သူအားလို့ရှိရင်အဲ့ဒီတချင်းကိုသူ MTV တွေရိုက်ပေးမယ်လို့ပြောတယ်တချင်းလည်းဆိုထားတာရှိပါလေရှင်ဟုတ်ကဲ့ရှင်အဲဘသူဘသူဒီနေ့ကမ်းလန်းထားလဲဆိုတော့အခုညီမလေးအခုအဲဒီလို interview ဘယ်လိုပြောမလဲ အမ်အမေကပြောတယ်တမီးရဲ့အဲရုပ်ရှင်တရုပ်ဆောင် အမေခင်ဆိုးပိုင်ရပေါ့နော်သူကအမ်အော်ဘယ်လိုပြောမလဲလိုက်လေလာတယ်လိုက်လေလာမှသူထဲ့သွားမယ်သူပြောတယ်သူအဲ့လိုမျိုးအမေကအဲ့လိုမျိုးအဲအခုလောလောဆယ်ကတော့ညီမလေးအဲ အခမဲ့ဆိုရဲဆရာဒီအလွင်ရိုက်တဲ့ကားမိုင်မလေးနည်းနည်းလေးပေါ့နော်နည်းနည်းလေးအမှပါဝင်ဖို့ရှိပါတယ်ဒီမလေးရဲ့ဆရာပေါ့နော်ဒရိုက်တာအောင်ဟိန်းနဲ့ဒရိုက်တာဆရာအောင်ဟိန်းနဲ့အဲရိုက်ဖို့အစီအစဉ်ရှိပါတယ်ရှင်းအာရိုက်အိတ်ကပထမရိုက်မှာပေါ့နော်ဒီဒရိုက်တာဆရာအောင်ဟိန်းတို့နဲ့ကိုကြီးရရစာချင်းကောင်းတို့နဲ့ပေါ့နော်သူတို့နဲ့ရိုက်ဖို့ကဒီပထမဇာကအဲ့ဒီရဲ့မိဘမျက်ရည်လားအဲ့ အဲအဲကားနဲ့ဆက်မှဟိုဟာဆရာတို့ကိုကြီးတို့ကပြောတယ်အဲ10ကားလောက်တော့ဒီမှာလေးရိုက်သွားဖို့အစီအစဉ်ရှိပါလေရှင့်ဟုတ်ကဲ့မလုတ်ဖို့အစီအစဉ်ရှိရယ်ဒါမဲ့လုတ်ဖို့အစီအစဉ်ရှိရယ်ဆိုတာတမီးကအာဘာပဲလုတ်လို့တမီးအမေကိုခွင့်ပြုချက်တောင်းတယ်အမေကတော့မသွားနဲ့တမီးအဲ့ဒီကိုသွားမရနဲ့အမေဘတော်မှမပြောအမေကပြောတယ်တမီးဖြစ်ချင်တယ်မဟုတ်လားငါတမီးဖြစ်အောင်လုပ်အဲဒါမဲ့အမေဘလို့လုတ်လဲဆိုရင်တမီးကြည့်ထားအမေကအမြဲတမ်းပညာပေးတယ် ဟိုမသွားရဒီမသွားရအမေဘတော်မှမပိတ်ပင်တမီးတမီးရဲ့တိုးတက်လာမယ်တမီးလျှောက် သူအမေကအမြဲတမ်းလမ်းမှန်ပြတယ်လေအဲ့တော့အမေကပညာသင်ပေးမယ်ဖိုးမသွားရိုက်နဲ့ဒီမသွားရိုက်နဲ့အမေဘယ်တော့မှပြောဒါပေမဲ့တမီးကတော့အမေကိုအဲအဲတမီးဒီအမှုပညာလမ်းကြောင်းစဝင်ကြတဲ့အမေစကားကိုပဲမြေဝဲမကြနားထောင်တာဖြစ်တဲ့အတွက်ညီမလေးကအမေကအမေတမီးအဲ့ကိုသွားရိုက်ဖို့ရှိရဲအဲ့လိုကမ်းလန်းလာတယ်တမီးသွားရိုက်မယ်နော်အမေကိုတော့တမီးကအဲခွင့်ပြုချက်တောင်းရမှာဖြစ်ပါတယ်အဲ့ဒါတော့တမီးခံယူချက်ဟုတ်ကဲ့ရှင့် အများကြီးရှိပါတယ်အများကြီးရှိတယ်ဆိုတာထက်အခုမှပဲစဝင်လာတော့ဒီလောက်ရှိရရှေ့ဆက်ပြီးတော့လည်းတိုက်ခတ်မှုတွေအများကြီးရှိမယ်ဆိုတာသိပါပါဆိုတမင်းက အာအဆဆရရမပြေဆုံးလေဒါပေမဲ့ဟိုငငယ်ကလေးအရန်တကယ်အမှုပညာပို့အခုတိတိအအရန်အမှုပညာပို့ပါနေတော့အခက်ခဲပေါင်းများစွာရှိရပြေတကယ်တကယ်ကိုပြေဆုံးလေဆိုတာမရှိဘူးအဲသူများဘလို့ဝတ်တလို့မဝတ်ရောကွာအဲ့လိုမျိုးအဲဒါပေမဲ့တမင်းအကောင်းဆုံးစူးစမ်းသွားမယ်အခက်ခဲတွေကတော့အများကြီးရှိတယ်အဲ့လိုပေါ့နော်ဘာရယ်မဟုတ်ပေမဲ့လည်းအဲ့လိုသွားတာလားဆိုကိုယ်ကိုအဲ့လိုပေါ့နော်အဲ ဘာမှမဟုတ်ဘူးမေတ္တာပြေကဘာမှမဟုတ်သေးဘူးဒါပေမဲ့လည်းအဲအိပ်ပဝန်းကျင်ရတယ်ပေါ့နော်ညီမလေးနဲ့အတူတူသွားတဲ့အဲဒီညီမလေးနဲ့တက်သူရွယ်သူပေါ့နော်သူတို့တွေကတော့မင်းသမီးလုံနေတာကြာပါပြီအဲနာမည်တော့မပြောသေးပါဘူးညီမလေးလည်းဘာမှလည်းမဟုတ်သေးတဲ့အတွက်အဲတော်တော်တော့စိတ်ထဲမှာတော့မကောင်းတာတော့တခုရှိခဲ့လဲပေါ့အဲအဲ့တော့သူဟိုဘယ်လိုပြောမလဲအဲကလဲစားပြန်ချင်မယ်ဆိုတော့စိတ်တော့မရှိပါဘူးဒါပေမဲ့အခက်ခဲ ရှိခဲ့လာလို့မေးတဲ့အတွက်ညီမလေးကအဲ့တခုကိုအရန်ခက်ခဲတယ်ပေါ့နော်အဲ့လိုမျိုးအဲဘယ်လိုသွားလာလာတာကဆအဲတမိရေရကူရေးရှိတယ်အဲ့လိုမျိုးဆိုရင်ကိုစထွက်တာကစသွားလာလာကစအဲ့လို အဲ့လိုရက်ကူးရေးမာတွေအိတ်ပွဲတွေပါတွေအဲပွဲတွေသွားတဲ့ချိန်မာတွေအဲ့လိုအိတ်ကနေစပေါ့နော်အခက်ခဲတွေကတော့အများကြီးရှိရဲ့ရှင့်ဒါပေမဲ့အဲ့ဒီအခက်ခဲကိုကျော်လွားပြီးတော့သမီးဝါဒနာပါတဲ့ဒီသမီးအရန်ချိရတဲ့အမှုပညာကိုသမီးကြိုးစားပြီးတော့အဲရှေ့ဆက်ပြီးမှလုပ်မယ်လို့သမီးဆုံးဖြတ်ချက်ချတာပါတယ်ရှင့်ရှိပါတယ်ရှိပါတယ်ဆိုတာကအခုလက်ရှိကအဲမာလေးကအလောက်ကလည်းမလုပ်ရအောင်ပေါ့အလောက်ကလည်းမရှိဘူးအဲရှင်းရှင်းပြောမယ်ဆိုတော့အလောက်လည်း နားထားတာကြာလာပြီဆိုတော့ညီမလေးကိုအေးဒီစားတာတောက်တာအဝတ်စားတွေဘာတွေကစအဲညီမလေးရဲ့အမတယောက်ရှိရပေါ့နော်အဲ့ဒီအမကညီမလေးကိုအဆဆရရသူပဲအဲဟိုကလည်းလိုပြမြေမရဲ့ဒီဟာလည်းလို तू ကလည်း तू အိမ်ထောင်နဲ့ तू ပြီးလို့ရှိရင် तू ကကြောင်းတက်နေတာနိုင်ငံခြားမှာ तू က သူများလိုစီးပွားရေးလုပ်နေရလဲမဟုတ်ဘူးပေါ့နော်။ तू อ่ะအဲចောင်းတက်နေတာចောင်းတက်ရင်းနဲ့ तू ခလေးလဲနှစ်ယောက်ရှိရယ် तू အိမ်ထောင်နဲ့ तू ဖြစ်နေရဒါပေမဲ့ तू ပဲအားကိုးနေရတယ်ဆိုတော့အမရဲ့ညီမလေးရဒါလိုပြန်ပြီ तू ကလည်းညီမလေးရဲ့ဝါသနာကိုမကန့်ကွက်ရဘူး तू ဘလောက်အခက်ခဲရှိနေ तू မပြောပြဟိုနောက်ကြမ်းညီမနှစ်ယောက်ဟိုနေအဲ့လိုအပ်တယ် तू ပြောလိုက်လို့ရှင် तू โอเคရတယ် तू အဆင်ပြေလို့ပို့ပေးလိုက်တယ်ပြီးမှငါအဲ့ရဲ့ပတ်ဆောင်ငါဘလို့ရခဲ့တာမြင့်ကိုလှုပ်ဖေးလှုပ်ပေးစီချင်လို့ ့ဘာအဲ့လိုမျိုးဆိုညီမနှစ်ယောက်ကစကားပြောဖုန်းပြောရင်းနဲ့ငိုကြရလေရောငါအမခက်ခဲမှငါမတိပဲနဲ့ငါဖြစ်ချင်တာပဲငါစဉ်းစားမှငါတောင်းခဲ့မိရယ်ငိုကြဒါမဲ့ဆူတာပေါ့ तू ကလည်းအဲခဏဆိုလိုပြန်ပြီအဲငါကဒီမှာဟိုဟာပတ်စံရှာနေရမဟုတ်ဆိုတော့လည်းနေအတိပေါ့နော်အဲ့လိုမျိုး तू ဆူတယ်ဒါပေမဲ့လည်းအဲ့လိုဖြစ်တဲ့ချိန်ကတော့စိတ်သက်ကြရပါဘောအော်ငါမလုပ်တင်တော့ဘူးဆိုပြီးတော့ပေါ့နော်အဲ့လိုစဉ်းစားရဒါပေမဲ့လည်း ဝါသနာမရဘူးအမရဲ့ငါအဲ့အမရဲ့ကူရဲ့ပြန်ရှိရင်ငါပြန်သွားရှင်တယ်အဲ့လိုအဲ့လိုဝေးရမယ်ပြောဆို तू ကလည်းမညိုမညင်အမကတော့အခုညီမလေးကိုလက်ရှိညီမလေးကိုထောက်ပံ့နေတာတော့ညီမလေးအမဟိုစားတာတောက်တာကစဟိုမင်းကလေးအတော့အဆောင်ကစအကုန်လုံးညီမလေးရဲ့အမပဲညီမလေးကိုထောက်ပံ့နေတာပါလို့ဟုတ်ကဲ့ အာညီမလေးဒီအနုပညာကိုစဝင်လာတဲ့ချိန်မှာတင်နန်းကိုဖွင့်လှစ်ပေးတဲ့အဲဆိုးဆန်အီရန်ပရိုဒက်ရှင်ကညီမလေးတို့အဲဒီဖွင့်ပေးတဲ့တင်နန်းမူကြီးအညီမလေးတို့ကတော့မမားတော်ပဲခေါ်တယ်ဗောနော်သူလည်းအရန်ဂျေဆုတင်နန်းအထူးအထူးဂျေဆုတင်နန်းသူဒီတင်တန်းကိုဖွင့်တဲ့အတွက်ကြောင့်မလို့အဲညီမလေးကအဲရုပ်ရှင်အကယ်ဒမီတရုတ်ဆောင်အဲ မာမီခင်ဆိုးပိုင်နဲ့တွေ့ခဲ့ရတာပေါ့နော်အဲကြောင့်မလို့ဒီမှာလေးစားတက်ခဲ့တဲ့အဲဒီတင်နာဆိုဆန်အေဗရန်ပရိုတက်ရှင်ကိုလည်းကျေးဇူးအများကြီးတင်တယ်မာမီကိုလည်းကျေးဇူးအများကြီးတင်တယ်အဲရှေ့ဆက်ပြီးတော့တမီးကိုအဲလက်တွဲခေါ်ပြီးတော့တမီးကိုအဲမန္နာမားတာအကုန်လုံးပြောဆိုဆုံးမပေးပါလို့ပြီးပရိသတ်ကြီးကိုပြောချင်တာတော့အခုမှအဲသူများလို့လည်းရုပ်ရည်လည်းမရှိဘူးဟိုသူများလို့လည်းဘယ်လိုပြောမလဲ မော်ရခန္ဓာကိုယ်လည်းမဟုတ်ဘူးကွာဘာမှလည်းကျွမ်းကျင်မှုမရှိဘူးအဲဘောနော်ဒါပေမဲ့လည်းညီမလေးရှေ့ဆက်ပြီးမှကြိုးစားမယ်ညီမလေးကိုအားပေးကြပါအောင်လို့ဟုတ်ကဲ့အဲညီမလေးကိုအင်တာဗျူးလာဗျူးတဲ့ Flash City Media ကိုလည်းအထူးအထူးကိုကျေးဇူးတင်ပါတယ်လို့ညီမလေးအမှုပညာလောက်တာလည်းဘလောက်မှမကြသေးပေမဲ့လည်းဒီလိုညီမလေးကိုအင်တာဗျူးလာဗျူးတဲ့အတွက်အထူးအထူးကိုကျေးဇူးတင်ပါတယ်ရှင်